ဲအားလုံးပဲမင်္ဂလာပါမဟာဗမာဂျင်းကြော်လွင်ပါအဲ့တော့ပြောစရာရှိလာကြကြတော့ပြောစရာရှိတာတွေတော့ပြောရသေးတာပေါ့နော်ခေါင်းစဉ်လေးကညီညွတ်မှုဘွားတို့မျိုးသားတဲ့လူမျိုးတိုင်းနိုင်ငံတိုင်းတွင်မညီညွတ်လင်မြန်မြန်ပြည့်စည်တတ်၏မြန်မာတိုင်းရင်းသားတို့သည် လူမျိုးကြတို့အပေါ် ခင်မင်ဖော်၍တတ်တော်လဲကိုလူမျိုးအချင်းချင်းအားကူညီမှုနေပါယုံမြမကညီကိုမောင်နှမချင်းကြီးပွားစီကိုပင် မနာလိုဝန်တို့ဖြစ်၍တိုက်ခိုက်တတ်ကြ၏ဤကဲ့သို့ဖြစ်ချင်းသည် လူမျိုးကြားဘာသာကြားတို့စိတ်ကြိုက်သွေးခွဲပြီးဝါမျိုးနိုင်ကြသဖြင့်ဤစိတ်တတ်များကိုဖျောက်ပြက်ပြည်ရန် အချိန်တန်ပြီးဖြစ်၍လူမျိုးကြားတို့ဝါမျိုးရန်စ조사လျင်လဲမျိုးချစ်စိတ်သက်ဖြစ်စူပေါင်းကာကွယ်သင့်ပါ၏စည်းဝါးရေးလုပ်ငန်းများကိုလည်းတယောက်အားဖြင့်မနိုင်လျင်စူပေါင်းလှုပ်ဆောင်သင့်ပါ၏ရင်းတို့မလှုပ်ဆောင်လျင်စည်းဝါးရေးလုပ်ငန်းများကိုလည်းဝါမျိုးခံရပေမည်ရင်းတို့မလှုပ်ဆောင်သဖြင့်ဝါမျိုးခံရပုံကိုပြရလျင် မေမြို့နှင့်ကြံမြောလိုင်းကားအသင်းများကိုလက်ညှိုးတို့ပြရမည်ဖြစ်၏တချိန်ကရင်းမြို့များတွင်တိုင်းရင်သားတို့ကသာကားလိုင်းတွင်ပိုင်ဆိုင်ခဲ့တော်လဲယခုအခါမွ슬င်တို့လိုဝကြီးအုပ်ထားကြပေပြီတိုင်းရင်သားတို့ကကားလိုင်းအတွက်ငွေကြေးမပြည့်စုံသဖြင့်ချောင်းနေချောင်းနေရောက်နေကြပေသည် ရှင်ယဟန်မှာ ပြုပြင်ပါတဲ့ခေါင်းစဉ်လေးကလူတို့ဘက်မှာစိတ်ဓာတ်များ ပြုပြင်သင့်တယ်လို့ယဟန်တော်တို့ဘက်ကလည်းပြင်သင့်ပါ၏မြို့ရာတိုင်းတွင်ဩဇာအာဏာရှိသောဆရာတော်တို့သည်တဘောတူသောယဟန်တော်အချင်းချင်းတိုက်ခိုက်ခြင်းအပြစ်ပြောခြင်းယာဒုလူခြင်းစသဖြင့်မလုတ်တဲ့တာတွေမလုတ်တဲ့တာတွေလုံနေကြ၍ အဘေမှာလူမျိုးကြားဘာသာကြားတို့အနေနဲ့မှကာကွယ်နိုင်မည်နီသူဓမာရွှေကျင်စသည့်ဂိုင်းအစွဲမထားပဲဘာသာသာသနာဤအနေရကိုစူပေါင်းကာကွယ်သင်ပါဤယခုအခါဂိုင်းအစွဲဒေသအစွဲဆရာအစွဲတိုင်းရင်းသားလူမျိုးစွဲတို့စွဲက နေကြ၍ကြောက်เสียအကောင်းဆုံးအနီးကပ်ဆုံး မွ슬င်အန်နီကိုမေ့နေကြပေသည်ဒီလိုမေ့ဒီလိုမေ့နေကြလျင်ကြောချမှဓမြမှန်တီးကြမည်ဖြစ်သည်တဲ့ကဲကျွန်တော်ဒါတွေရုပ်ပတ်နေတာကဒီစာအုပ်လေးတွေရပါတိုင်းရင်သားများအတွက်သမိုင်းပေးတဲ့သင်ခန်းစာဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်မဟာဗမာချင်းကျော်လင်ဖြစ်ပါတယ်